အလုံးမဲ့မင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတယ်။တင်းတွတ်မနက်ဖြန်ငွေကြေးကန်ချင်းတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။မနက်ဖြန်မှာဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုကန်ကောင်းမဲ့နေ့မျိုးဖြစ်ပါတယ်။လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စာချုပ်စာတမ်းကိစ္စတွေပြုလုပ်ရမှာပြောဆိုရမှာတာမင်ရမှာညှိနှိုင်းညှိနှိုင်းရမှာပေါ့နော်။ကိုလိုချင်တဲ့သဘောတရားအတိုင်းအတိအကျဖြစ်နိုင်လိမ့်မယ်။ကိုလိုချင်တဲ့ပုံစံမျိုးရရှိလိမ့်မယ်။လုပ်ငန်းပိုင်းဆိုင်ရာမှာလည်းအောင်မြင်မှုရရှိလိမ့်မယ်။ ကိုရဲ့မိษွေတခြင်းဆွေမျိုးညာတိကကြီးခဲ့သူအလौအထက်ကြီးခဲ့သူတွေစီကနေအထက်လူကြီးတွေစီကနေကိုကပေါ့နော်အပေါ်ဝင်ငွေတွေတောင်းတာမျိုးပဲဖြစ်ဖြစ်အာယာဒူးထန်တရာတိုးတက်ဖို့တောင်းခံတာမျိုးပဲဖြစ်ဖြစ်နောက်တစ်ခါအာငွေကြေးပေါ့နော်ဘောက်ဆူတွေပါတွေတောင်းခံတာမျိုးပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုအနေနဲ့ကိုလိုချင်တဲ့အရာကို ကိုရဲ့လိုဘအတွက်တောင်းဆိုရမှာကိုလိုသလိုကိုတောင်းဆိုသလိုဖြစ်မယ်လက်ဆောင်ပနာတွေလည်းရရှိတတ်တဲ့နေမျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရပါတယ်အဲ့တော့မနှက်ဖြတ်မှာကိုထက်ကြီးခဲ့တဲ့သူတွေစီကနေပြီးတော့လေမုံမိုးငွေတွေရရှိတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်เนาะအဲ့တော့ relationship ရှိရတဲ့တွေအနေနဲ့ဆိုလို့ရှင်လည်းကိုယ့်ရဲ့ relationship ကနေပြီးတော့ကိုယ့်ကိုပေါ့เนาะအဲ့လို surprise gift တွေပေးတာမျိုးပေါ့เนาะနောက်ပြီးတော့တစ်ချိန်မှာငွေကြီးနဲ့ လဲလှယ်တဲ့အခါမှာငွေကြေးပမာဏမြင်းများဆဆရရှိတတ်တဲ့တန်ဖိုးကြီးပစ္စည်းတွေကိုလည်းပေးတတ်တယ်။တချို့တွေဆိုလို့ရှိရင်မနှက်ဖြတ်မှာအဲ proposal လောက်ခံရတာပေါ့နော်။ချစ်ခွင့်ပန်ခံရတာလက်ထပ်ခွင့်ပန်ခံရတာမျိုးကြောင့်မို့လို့ငွေကြေးလက်လာပါတယ်ဝင်လာကိန်းရှိတယ်ဆိုတာမျိုးတွေ့ရပါတယ်။ လုပ်ငန်းအစ်စတင်ခြင်းတဲ့သူတွေအနေနဲ့လည်းမနက်ဖြန်မှာလုပ်ငန်းအစ်စ်တွေစတင်လုပ်ကင်လို့ရပါတယ်။ရဝင်းနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေမှာလည်းအောင်မြင်မှုရှိနိုင်တယ်ဆိုတာမျိုးတွေ့ရပါတယ်နော်။လုပ်ငန်းပိုင်းဆိုင်ရာမှာလည်းနမဲကောင်းရမယ်၊ဂုံတရင်ကြော်စောမယ်ဆိုတာမျိုးလေးတွေလည်းမနက်ဖြန်မှာကြားသိရမှာဖြစ်ပါတယ်။